ရသဗျာကအနန္တစัจ java လားသို့တော့စัจ java လားဆိုတဲ့အတုံးကိုခရားကိုယ်တိုင်သုံးခဲ့တာမဟုတ်ဘူးလောကဓာတုဆိုတဲ့အတုံးကိုသုံးတယ်စုလနိကလောကဓာတုလို့လောကဓာတ်ကို ဖွဲ့စည်းပြီးတော့ပြတဲ့အခါမှာရသဗျာကစัจ java လားတထောင်ကိုစုလနိကလောကဓာတုလို့ဒီလိုသုံးတယ်စัจ java လားတထောင်ဆိုတာဘာလဲလို့ဆိုရင်မြင့်မို့တောင်တစ်ခုနတ်ပြေ၆ထပ်ကတစ်ခုစီလူပြေဟောဒီလို ဖွဲ့စည်းထားတာနေတစ်စင်းလာတစ်စင်းအဲ့ဒါကိုစัจ java လာတစ်ခုလို့သတ်မှတ်တယ်နေစัจ java လာတစ်ခုအဲ့ဒါလို့စัจ java လာပေါင်းတစ်ထောင်အဲ့တော့လူပြည်တွေလည်းအများကြီးရှိမှာပြင်းမနေကြနဲ့ပြင်းလို့ရှိရင်သွားလဲပေါ့ဟိုဘက်ကနော်စัจ java လာတစ်ထောင်တောင်ရှိတာပဲဟိုမှာလည်းလူတွေရှိမှာအခုခဏခဏဟာတော့ UFO ဆိုတာတွေပြောပြောနေကြတာမှလားဟုတ်ချင်လဲဟုတ်မှာပဲ နော်အမတန်ဖလင်မြန်နဲ့ယင်မြန်နဲ့စည်းလာမယ်ဆိုမရောက်ဘူးလို့တော့ပြောတယ်ဘူးကောင်းကင်ရံမှာရှိတဲ့အရာဟုတ်အဲ့တော့ဂျိုသားဂျိုသားနဲ့ခေါ်တာကိုလည်းဂျိုသားပဲဒီပြင်ဂျိုကတူကကိုလည်းဂျိုသားခေါ်မှာပဲလေနော်စတိုင်တော့တူချင်မှတူမှာပေါ့လူတွေအဲ UFO unknown flying object ဆိုရယ် UFO ပကံပြားပြန်ဆိုတာပြောနေကြတာလေမြတ်စွာဘုရားဟောထားတဲ့စัจ java လား နေတထောင်လတထောင်မြို့တောင်ပေါင်းတထောင်မြို့တောင်ကိုမိပြီးတော့နေတဲ့ရပ်ပြည်6ထပ်ကလည်းတစ်ခုစီတထောင်စီလူပြည်ကလည်းတထောင်စီဒီလိုသွားတာဆိုတော့လေးချွန်းတမြင့်မို့အဲ့ဒါလို့ရှိတာစัจ java လာပေါင်းတထောင်ကိုစုလဏိကလောကတလို့ခေါ်တယ်စัจ java လာပေါင်းတထောင်မြစ်စမိကလောစัจ java လာဂရေတသိန်းမဟာလောကတလို့ ဒီလိုສຸລະນິກະລောກະດາດູຕົກມາຍັດສາພະຍາກະຫໍດາຫໍດາອາອາຍາຍາပြောດາຫມໍບູຈ້ອງຊິລູပြောດາເນາະຍັດສາພະຍາກະຈ້ອງຊິມາຫໍດາດີສະກາမျိုးດີမသိດາတော့ຫມໍບູຍັດສາພະຍາກະອະກົ່ງຕິດີກົ່ງຕິດແດສຸດາເທບະສັກຄຸຍານແນ່ຊິລູຊິອະກົ່ງມຽນຫາດາຫມໍກົ່ງມຽນປີດໍມາຕິດແດເອີ້ລະດີສັດຈະວະລາດີອາລົງຊິແດ ုဆက်ကြောင်လာထဲမှာရှိတဲ့တရားတွေရဲ့အခြေအနေတွေကိုလည်းဂုံသိတယ်။ဘာလို့ရင်ဘာဖြစ်တယ်ဘာလို့ရင်ဘာဖြစ်တယ်ဆိုတာအကုန်လုံးမြင်ရတယ်ပေါ့။